အရင်ရာသီကတန်ရာဟောင်းတွေဖျောက်ဖို့နိုင်ပွဲဆက်ဖို့လိုအပ်တယ်လို့ဆိုလာတဲ့ Emory မန်ယူအသင်းရဲ့နေပြဖြစ်သူ Ruben Emory ကသူ့ရဲ့ကစားသမားတွေအနေနဲ့ Brentford အသင်းနဲ့ကစားရမယ့် Premier League ပွဲစဉ်မှာနိုင်ပွဲဆက်ရယူနိုင်ဖို့ကြိုးစားနေကြပေမဲ့ပြီးခဲ့တဲ့ရာသီကတန်ရာဟောင်းတွေစီးရနေရုံထွက်ဖို့ခက်ခဲနေသေးတယ်လို့ပြောဆိုလာပါတယ်မန်ယူအသင်းကို Emory ကင်တွယ်လာတာအခုဆိုရင်တော့အတော်ကြာပြီဖြစ်ပေမဲ့ Premier League မှာအခုထိနိုင်ပွဲဆက်မရရှိသေးဘူးဖြစ်ပါတယ် ပြီးခဲ့တဲ့တစ်ပတ်က Chelsea အသင်းကို2-0တဲ့အနိုင်ရခဲ့ပြီးမှ Man U အသင်းကစနေနေ့မှာ Brentford အသင်းကိုတွားရောက်ရှင်ပြိုင်ခဲ့ရတာဖြစ်ပြီးတော့သူတို့ရဲ့စံချိန်ဂျိုးစီကိုပြောင်းလဲပြဖို့အတွက်အခွင့်အရေးလေးရှိနေတာဖြစ်ပါတယ်။အကယ်၍သာဒီပွဲကိုနိုင်လိုက်မယ်ဆိုရင်တော့ Emery နဲ့သူ့ရဲ့အသင်းအတွက်ခြေလှမ်းကောင်းတစ်ရက်လမ်းနိုင်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီအဆွေမန်ယူအတင်းကပရီးမီးယားလိမှာကစားခဲ့တဲ့ပွဲစဉ်တွေရဲ့ထက်ဝက်နီးပါးလောက်ကိုရှုံးနိမ့်ခဲ့ပြီးတော့အဆင့်15နဲ့ရပ်တည်ခဲ့ရပါတယ်။အဲဒီအတွက်မန်ယူအတင်းကကစားသမားတွေကစိတ်ဓာတ်ရတွေရနေပြီးတော့အခုချိန်မှာနိုင်ဝင်ဆက်လိုက်မယ်ဆိုရင်အဲ့ဒါကိုကုစားဖို့အထောက်အကူပြုလိုက်မယ်လို့အမ်မိုရင်ကပြောဆိုလိုက်ပါတယ်။ကျွန်တော်တို့နိုင်ဝင်ဆက်အောင်လုပ်ရမယ်ဆိုတာကစေဝင်ဆက်အနိုင်ရတာမျိုးမဟုတ်သေးပါဘူးဒုတိယဝယ်ပြီးရင်တတိယဝယ်အကြောင်းပြောနေတာပါအဲ့ဒီခါကျရင်စိတ်ခံစားချက်ကပြောင်းလဲတော့မှဖြစ်ပြီးတော့ ကျွန်တော်တို့ကျန်လည်နေရတဲ့ပတ်ဝန်းကျင်ကလည်းပြောင်းလဲသွားပါလိမ့်မယ်။ကျွန်တော်တို့ရုံးကန်နေရတဲ့အချိန်အခါမျိုးမှာ Brian Ambumo ကိုကြည့်လိုက်မယ်ဆိုရင်သူကတခြားအတင်းသားတွေနဲ့မတူဘဲမတူညီတဲ့လူတယောက်လိုခံစားရပါလိမ့်မယ်။အဲ့ဒါဘာလို့လဲဆိုတော့ဒီလူတွေတချို့ကဒီအတင်းမှာရှိနေကြတာအချိန်တော်ကြာပြီဆိုတော့ခံစားချက်အဲ့ဒီခံစားချက်ရှိနေစဉ်ဆိုတာကို နားလည်ထားဖို့လိုအပ်ကြပဲဖြစ်ပါတယ်။ အဲ့ဒီခန်းစားချက်ကိုပြောင်းလဲဖို့အတွက်ကျွန်တော်တို့နိုင်ပွဲတွေစတက်ရဖို့လိုပါတယ်ဆိုပြီးတော့ MO ring ကပြောပါတယ်မယူသိန်းကလိုချင်တဲ့လမ်းကြောင်းပေါ်မရောက်သေးဘူးဆိုပေမဲ့ ီးခဲ့တဲ့ရာသီကချက်စီးနဲ့ပွဲမှာအထင်ကြီးစီရာကောင်းတဲ့စွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့သလိုရာသီအဖွင့်ပွဲစဉ်မှာဖြစ်ခဲ့တဲ့အာဆန်နယ်နဲ့ပွဲမှာလည်းစွမ်းဆောင်ရည်အတွက်ချီးကျူးခံခဲ့ရပါတယ်။ပြီးခဲ့တဲ့ရာသီတုန်းကဆိုရင်လည်းမန်စီးတီးနဲ့အာဆန်နယ်တို့အသင်းကိုအနိုင်ယူခဲ့သလိုအန်ဖီးမှာလည်းလီဗာပူးနဲ့တရည်ကြခဲ့ပါတယ်။ဒံပေမဲ့မန်ယူသင်းကထိတ်ဆုံး၆သင်းစီရင်ဝင်မဟုတ်တဲ့အသင်းငယ်တွေနဲ့တွေ့ဆုံတဲ့အခါမှာတော်တော်လေးကိုအခက်အခဲတွေ့နေရလို့ပြောရပါမယ်။ အဲဒီတော့ MOR ကဘရန်ဖို့အသင်းကိုလည်းထိဆုံး6သင်းနဲ့တသင်းလိုမျိုးသဘောထားဖို့သူကစားသမားတွေကိုတောင်းဆိုလိုက်ပါတယ်။အရေးကြီးတာကတော့အစွမ်းကုန်လုံးဆောင်ဖို့နဲ့ဒီပွဲကိုပြီးခဲ့တဲ့နှစ်ကကျွန်တော်တို့ရုံးကန်နေရတဲ့အချိန်မှာလီဗာပူးကိုယင်ဆိုင်ခဲ့ရတယ်လို့မျိုးဒါမှမဟုတ်ရာသီအစမှာအာဆင်နယ်ကိုယင်ဆိုင်ခဲ့ရတဲ့ပုံစံမျိုးယင်ဆိုင်ဖို့ပါပဲ။ရာသီတဲ့မစခင်တော့ကကျွန်တော်တို့တကယ်ကိုဆေးလို့ရှာနေခဲ့ကြပါရဲ့။ အဲ့ဒီခန်းစားချက်မျိုးကိုအချိန်တိုင်းရနိုင်တဲ့မှာရင်ကျွန်တော်တို့သာအကယ်၍အသင်းတစ်သင်းအနေနဲ့လက်ရှိအချိန်မှာရှိနေတဲ့အချိန်အဟုန်ကိုနားမလည်ဘူးဆိုရင်ပြဿနာကြီးကြီးမားမားရှိနေပြီလို့ကျွန်တော်ထင်ပါတယ်။အသင်းရဲ့အချိန်နဲ့နောက်ပွဲစဉ်ကိုအနိုင်ရဖို့ကျွန်တော်တို့မှရှိတဲ့အခွင့်အရေးကိုနားလည်ဖို့လိုပါတယ်။အဲ့ဒီအတွက်ကြောင့်ဒါဟာကျွန်တော်တို့အပေါ်မှာပဲမူတည်ပြီးတာဝန်ကကျွန်တော်တို့စီမှာပဲရှိပါတယ်ဆိုပြီးတော့ MORIN ကပြောဆိုသွားခဲ့ရလဲဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။